တမလွန်ဘုရားရောက်သွားတဲ့ဆွေမျိုးတွေအဲ့ဒီတမလွန်ဘုရားရောက်သွားတဲ့အဖိုးတွေရှိတယ်အဖွားတွေရှိတယ်အဖိုးဖွားတွေရဲ့အမေဖေတွေရှိမယ်ဦးကြီးဦးလေးတွေရှိမယ်ကိုနဲ့ဆွေမျိုးသားချင်းတော်တဲ့ပုဂ္ဂိုလ်တမလွန်ဘုရားရောက်သွားတဲ့ပုဂ္ဂိုလ်တွေအဲ့ဒီပုဂ္ဂိုလ်တွေကိုလည်းပဲဖြစ်မထားရဘူးတဲ့ဖြစ်ထားရဘူး အချိန်အခါအားလျော်စွာကုသိုလ်ကောင်းမှုသူတို့အတွက်ယေရှုလုပ်ပြီးတော့ညတန်းပေးဝေပေးရမယ်ယေရှုတဲ့ကုသိုလ်ဒါမြန်မာပြည်မှာဘုရားဘာသာဝင်တွေလုံးလိလုံးထားရှိကြတယ်။ဒါမျိုးတော့ပြောင်းသွားတဲ့မိဘဆွေမျိုးတွေကိုယေရှုပြီးတော့ကုသိုလ်ကောင်းမှုလုပ်တာသူတို့အတွက်လူတော်လူကောင်းဖြစ်တယ်။သူတို့အတွက်ကောင်းသူဖြစ်တယ်။အကယ်၍မေ့ထားမယ်ဆိုလို့ရှိရင်အကယ်၍များ တယ်။တမလွန်ဘဝရောက်သွားတဲ့ပုဂ္ဂိုလ်ဟာစာတရားဆင်းရဲ၊နေစရာဆင်းရဲနဲ့ဆင်းရဲတဲ့ဗိဒ္ဓဘုံများရောက်နေမယ်ဆိုလို့ရှိရင်တမျောမျောတဒန္တနဲ့ကို့အတွက်အလူအမြဝေတို့အမြဝေတို့နဲ့စောင့်နေကြရတဲ့ဘဝမျိုးဆိုရှိတယ်။ဒါလည်းပဲဟိုအမတ်တမဲ့မနေတဲ့ကိစ္စတစ်ခု။ မတော်တဆအစည်းရင်းနဲ့တည်သွားတဲ့ပုဂ္ဂိုလ်တွေဟာအမတန်ကိုကုသိုလ်ကြီးတဲ့ပုဂ္ဂိုလ်တွေဟာနတ်ဘုံနတ်ဘဝရောက်ခြင်းရောက်သွားပြီချက်ချင်းအဲ့ဒါလို့မဟုတ်ပဲနဲ့အထိတ်တလန့်နဲ့ဆိုရင်တော့ကနဲ့တွေ့တာမှုတွေနဲ့တမလွန်ဘဝပြောင်းသွားတဲ့ပုဂ္ဂိုလ်တွေဟာရုပ်တရက်ရှောင်းတခင်ဆိုရင်မဖြစ်တတ်တော့ဆိုတိတ်တာဘုံရောက်သွားတဲ့တိတ်တာဆိုတာ ဒါလူတွေကတော့အဲ့ဒါကိုကြည့်ပြီးမကြွတ်ဘူးပြောတာပေါ့အိမ်ပေါ်မှာဟာလာအတန်ပြူတာတော့အနည်းပါဝေါ်ကျင်မှာမြင်လိုက်တာတော့ဒါမျိုးတွေဖြစ်တတ်တယ်เนาะအခုခေတ်ဆိုလို့ရှိရင်တယ်လီဖုန်းဆက်တာတော့တယ်လီဖုန်းကလာပြီတာတော့တည်သွားတဲ့ပုဂ္ဂိုလ်ကလောက်တာအဲ့ဒါဟာတကယ်တော့ပြိတ္တာပုံရောက်သွားတာပြိတ္တာဆိုတာအခုခေတ်လို့ဆိုရင်တော့ တစေတရေကိုပြောတာအဲ့ဒါလို့မကျွတ်မလွတ်ဆိုတာဘာဖြစ်လို့တော့ဆိုမိသားစုတန်ရောစင်ပစ္စည်းတန်ရောစင်တခုတန်ရောစင်တေဂန်ဒီမှာအာယုံရသွားတယ်အဲ့ဒီတန်ရောစင်ကြောင့်မို့လို့ရုတ်တရက်ရှောင်းတခင်သူဟာပြိုက်တာဟိုကရောက်သွားတယ်ရောက်သွားတဲ့အခါမှာတခါတည်းရန်တေသွားတဲ့ပုဂ္ဂိုလ်တွေကသူ့ကိုယ်သူတေတယ်လို့တော့မသိလိုက်ဘူးလင်းလင်းမြတ်မြတ်တေသွားလို့အစည်းလေးနဲ့တေလို့ရှိရင်တေတယ်လို့တော့မသိလိုက်ဘူးရုတ်တရက် အိပ်ပျော်ရာနိုးသွားတယ်လို့ဖြစ်တာအဲ့တော့တင်းတယ်လို့မသိတော့တချို့လဲကိုယ့်ကိုအရင်လူလို့ထင်ပြီးတော့အိမ်ပြန်လာတာတွေရှိတယ်အိမ်ရောက်တဲ့ခွေးကဟောင်းနေသူ့ကိုအိမ်ကလူတွေကသူ့ကိုမမြင်ဘူးမခေါ်ဘူးအဲ့ဒီမှာသူတို့ကစိတ်ဆင်းရဲမှုတွေဖြစ်တယ်ဒါဒီလိုဇလန်းနေလည်းပဲပြည့်နေတာပဲဒါဒါပိတလောကလို့ခေါ်တယ်ပြိတ္တာလို့ခေါ်တယ်အဲ့ဒီလိုကိုယ့်ရဲ့ဆွေမျိုးသားချင်းအနည်း အိမ်ကိုပြန်လာတတ်တဲ့ဖိတ်တာမျိုးတွေပါဖြစ်နေပြီဆိုတဲ့အခါသူကိုယ်သူမသိရှိသေးတဲ့အချိန်ပိုင်းသိသွားတဲ့အချိန်ပိုင်းအဲ့ဒီအချိန်ပိုင်းတွေရောက်လာပြီဆိုတဲ့အခါမိသားစုတွေကကုသိုလ်ကောင်းမှုတွေလုပ်ပြီးတော့မကြမကြအမြတ်တမ်းနေပေးဝေပေးခြင်းအားဖြင့်သူဟာတာရုခေါ်လိုက်လို့အဝတ်အစားလှူပြီးတော့အမြဝေလိုက်လို့ရှိရင်သူ့မှာဝတ်ဆရာအဝတ်တွေရသွားတယ် သူတို့စီမှာမြတ်စွာဘုရားဟောထားတာရှိတယ်ဒိဋ္ဌာဘုံဆိုတာတဲ့ထွန်ရက်ဆိုင်ပြူစားလို့လည်းမရဘူးကုမ္ပဏီထောင်ကြီးအလုံးလုံးလုံးလည်းမရဘူးရောင်းဝယ်လုံးလုံးလည်းမရဘူးကံကပေးသမျှလေးနဲ့နေကြကံမပေးရင်ဘာမှကောင်းယူလို့မရတဲ့ဘဝမျိုးစားစရာမရှိဘူးအဲ့ဒါမှဆင်းရဲတယ်အဲ့ဒီလိုဘဝမျိုးရောင်းနေတဲ့အခါမှာဒီကကုသိုလ်ကောင်းမှုလုပ်ပြီးမြတ်တမ်းပေးဝေလိုက်လို့ရှိရင် ကုသိုလ်ရဲ့စွမ်းအားကြောင့်စားစရာတွေရလာတယ်၊နေစရာတွေရလာတယ်၊ဝတ်စရာတွေရသွားတယ်ဒီလိုဆိုလိုတာအဲ့တော့တချို့ကြတော့ဘဝပြောင်းသွားတာလည်းရှိတယ်ဘဝမပြောင်းမနဲ့အဆင့်မြင့်သွားတာလည်းရှိတယ်စင်စင်ရဲ့ဘဝကနေချမ်းသာဥပမာပဲဆိုရဆိုလူတယောက်ဟာအခုဒါဆင်းရဲတဲ့ဘဝကနေပြီးတော့ထိပေါင်းလို့ပဲဖြစ်စီပေါ့တခုခု အောင်လို့စီးပွားတိုးတက်သွားပြီးတော့ငွေကြေးဒဏ္ဍာရောင်ပြားစွာရသွားတယ်ပုဂ္ဂိုလ်တရားအချမ်းသာသွားတယ်လို့ပဲစိတ်ဓာတ်ပုံမှာလည်းပဲဒီဟာကုသိုလ်ကောင်းမှုလုပ်ပြီးညှတ်တမ်းပေးဝေလိုက်လို့ရှိရင်ချက်ချင်းသူတို့မှာစားစရာတွေနေစရာတွေဝတ်စရာတွေပြည့်ပြည့်စုံစုံဖြစ်သွားတာဒါကကုသိုလ်ကောင်းမှုလုပ်ပြီးညှတ်တမ်းပေးဝေလို့ရှိရင်ဒီလိုဖြစ်တယ်ဆိုတာရသော်ဗျာဟောတာတဲ့ပေတဝုထုဆိုတာလေရှိတယ်